မိဘပြည်သူများရှင် Prime Media မှခန့်နေစုရဲ့သတင်းတင်ဆက်မှုလေးဖြစ်ပါတယ်ရှင်။ကျွန်မသတင်းလေးတွေကိုနေစဉ်ကြည့်တဲ့မိဘပြည်သူတွေမှာတိပေါမျိုးမှာနေထိုင်တဲ့မိဘပြည်သူများရှိပါသလား။အတိအကျပြောရမယ်ဆိုရင်တော့တိပေါမျိုးကိုပြောင်းကျင်တဲ့တိပေါဒေသခံမိဘပြည်သူများရှိပါသလားရှင်။ရှိတယ်ဆိုတော့အခုသတင်းလေးကမိဘပြည်သူများအတွက်ပါရှင်။တိဘောမျိုးကံရင်လိုင်းနေရဆိုရင် အော်တိုဝါလာ21ရက်နေ့နေစတင်ပြီးတော့တပတ်ကိုတည့်ရက်မန္တလေးတိဘောခရီးလမ်းကိုအခမဲ့ပြေးဆွဲနေပါရဲ့ရှင် အချို့မိဘပြည်သူတွေကတိပေါ်ကနေဆစ်ဆောင်သွားတဲ့အခါမှာစီးပွားရေးအခြေအနေခက်ခဲကြတဲ့ပါတယ်။ဒါကြောင့်ကိုယ့်ရဲ့မြို့ကိုပြန်ဖို့အတွက်ကားကအခက်ခဲရှိရဲပေါ့နော်။ဒီလိုမိဘပြည်သူတွေအတွက်ကိုတိပေါ်ဒေသခံရှင်လိုင်းနေရတပတ်တရက်တိတိအခါမဲ့ပြေးဆွဲပေးတာဖြစ်ပါတယ်ရှင်။ဒီသတင်းလေးကိုကျွန်မပြောပြမှာဖြစ်ပါတယ်။ဒီရှင်လိုင်းနေနေနဲ့အဓိကသူတို့စာဖြစ်ပေးတာကတော့ကိုယ့်အိမ်ကိုပြန်ခြင်းနဲ့တိပေါ်ဒေသခံတွေအခက်ခဲပြေလည်စေဖို့အတွက်စိတ်စေတနာနဲ့ကိုညီဆောင်ရပေးရဆိုပြီးသိရပါတယ်ရှင်။ ပြော်တီဘုတ်ကိုပြန်ခြင်းနဲ့တပတ်တည်းရထွက်တဲ့ရင်လိုင်းနဲ့ဆက်သွယ်ပြီးတော့အိမ်ပြန်ခြင်းနဲ့ဆိုရင်တော့ရင်လိုင်းဖုန်းနံပါတ်တွေဖြစ်တဲ့39900 039359နဲ့39965 3930 359ကိုဆက်သွယ်ပြီးတော့စာရင်းပေးသွင်းနိုင်တယ်လို့ကြားသိရပါတယ်ရှင့်ဒါကြောင့်ဒီဘုံမျိုးပြန်ခြင်းနဲ့ဒေသခံပြည်သူများအနေနဲ့ကျွန်မအခုပြောပြတဲ့ဖုန်းနံပါတ်ရင်းလိုင်းလေးတွေကိုဆက်သွယ်ပြီးတော့တပတ်တည်းရထွက်တဲ့အခမဲ့ခရီးစဉ်မှာလိုက်ပါပြီးကိုယ့်ရဲ့အိမ်ကိုစိတ်အေးချမ်းသာစွာပြန်နိုင်ကြပါပြီရှင်။ မိဘပြည်သူများရှင်ကျွန်မဒုတိယတင်ဆက်ပေးရမှာတော့ရန်ကုန်မှာလွန်ခဲ့တဲ့ကာလကတော်တော်ကြီးကိုကြောက်လန့်နေကြဖြစ်သွားတဲ့ကိစ္စတခုရှိပါတယ်။အဓိကကတော့မီဒီယာတခုကနေပြီးတော့ဖွာလိုက်တဲ့သတင်းပေါ့နော်။အဲ့သတင်းကြောင့်ရန်ကုန်မြို့မှာနေတဲ့သူတွေဟာဆိုရင်တော်တော်ကိုထိတ်လန့်သွားတဲ့ကိစ္စဖြစ်ခဲ့ပါတယ်။ဖွာလိုက်တဲ့သတင်းကဘာလဲဆိုတော့ရန်ကုန်လမ်းမတွေမှာတဲ့သွာလာနေတဲ့လူငယ်15ယောက်ကိုပေါ့နော်။စစ်တပ်ကဖမ်းဆီးသွားတယ်ပေါ့ရှင့်။အဲ့လိုမျိုး သတင်းတူသတင်းမှာထုတ်ခဲ့ပါတယ်။ဘာကြောင့်ဖမ်းဆီးရဲဆိုတော့လည်းမရေးထားဘဲနဲ့တမန်ကဖမ်းဆီးရဲဆိုတဲ့ပုံစံမျိုးတောဆိုရေးသားသတင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ဒါလေးကိုနိုင်ငံတော်ကနေပြီးတော့ပြန်လည်ဖြေရှင်းထားတဲ့သတင်းလေးရှိပါတယ်။ကျွန်မဒီမှာပြသထားပါတယ်ရှင်။ဒီသတင်းလေးကိုကျွန်မဖတ်ပြပါမယ်။ရန်ကုန်လမ်းများပေါ်မှာသွားလာနေတဲ့လူ15ဦးပေါ့နော်။စေုပ်စုဖမ်းဆီးခဲ့ကြောင်းဆိုပြီးတော့သတင်းတူသတင်းမှာထုတ်တဲ့အဓိကရန်ကုန်မှာပေါ်တာဆွဲတယ်ပေါ့နော်။ ပေါ်တာဆွဲတော်ညဘက်မှာအဓိကပြုတ်လို့လေးရှိတယ်ဆိုပြီးပြောပါတယ်ပြီးတော့စိုက်ကဲဆက်ဘင်းနဲ့ခြေလင်သွားလာနေသူတွေကိုအဓိကဖမ်းဆီးနေတယ်ဆိုတဲ့သတင်းမှသတင်းတူတွေပြန့်နှံ့နေပါတယ်ဆိုပြီးနိုင်ငံတော်တရားဝင်ထုတ်ပြန်ထားပါတယ်ရှင်ဒီထုတ်ပြန်စာလေးတော့အော်တိုဘာလ22ရက်နေ့ယနေ့မှာထုတ်ပြန်ခဲ့တာဖြစ်ပါတယ်ရှင်ထုတ်ပြန်ကြတဲ့မှာတော့အော်တိုဘာ13ရက်နေ့နဲ့19ရက်နေ့အတွင်းမယန်းကုန်းတာကေတာပူတထောင်ပဇွန်နောင်းကမာရုတ်မြောက်တကုံရှိပြည်သားနဲ့ကျင့်မြန်မြို့နယ်တို့မှာမတရားဖမ်းဆီးခံရတဲ့သူ78ဦးရှိတယ်ဆိုပြီးတော့သတင်းတူတွေထွက်တယ်ပေါ့နော် ၎င်းတို့နဲ့15ရောက်ကကြတော့လမ်းမပေါ်မှာသူတို့သွာလာနေတဲ့အချိန်မှာအဲဇင်းစစ်မယ်ဆိုပြီးတော့ဖမ်းဆီးခံရတာဖြစ်တယ်ဆိုပြီး Rangoon Scout Network RSN ကနေပြီးတော့အော်တိုဘား20ရက်နေ့မှာသူတို့သတင်းထုတ်ပြန်ပြီးတော့သတင်းတူသတင်းမှဖြန့်နေပါရှင်ဒီသတင်းကမှားပါဆိုပြီးတော့နိုင်ငံတော်ကပြန်လည်ဖြေရှင်းလိုက်တာဖြစ်ပါတယ်ဒီလိုသတင်းမျိုးကိုအဓိကဖြန့်နေရှိရွယ်ချက်ကတော့တိုင်းသူပြည်သားတွေအေးအေးချမ်းချမ်းနေလို့မရအောင်ရှိရွယ်တာပါပြီးတော့တက်မတော်ကနေပြီးတော့မတရား ဝေါ်တာဆွဲနေပါတယ်စစ်ထဲထည့်နေပါတယ်ဆိုတဲ့ခေါင်းစဉ်အနေနဲ့သွားတာပေါ့နော်အရင်ဆုံးအလို့ဖြစ်စဉ်လေးဖြစ်ခဲ့တာရှိပါတယ်ရန်ကုန်မြို့မှာလက်ဖိတ်ဆိုင်မှာထိုင်နေတဲ့အမျိုးသားပေါ့နော်၃ဦးရှိရဲ့စစ်သားတွေရောက်လာပြီးချင်းဖမ်းသွားတယ်လူတွေအမြင်မှာကြတော့ဒီလိုဖြစ်စဉ်မျိုးအမြင်လိုက်တယ်ဆိုရင်မိဘပြည်သူတို့ဘယ်လိုတွေးမလဲအာစစ်သားတွေကလူတွေကိုဖမ်းသွားတယ်ဆိုပြီးတွေးမှာပဲဟုတ်တယ်မလားဒါပေမဲ့ဒီလူတွေကိုဒီလိုမျိုးနေရမှာဒီလိုအတိအကျဖမ်းဆီးနိုင်ဖို့အတွက်အရှိပိုင်းမှာစုံစမ်းစစ်ဆေးမှုတွေဆိုတာရှိပါသေးတယ်ဒီလူတွေဟာအကြမ်းမတ်သမားလည်းဖြစ်နိုင်တယ် အွန်လိုင်းပေါ်ကနေပြီးတော့နိုင်ငံတော်တည်ငြိမ်မှုပြပြစေဖို့အတွက်လှုံ့ဆော်ရေးသားသူတွေဖြစ်နိုင်တယ်။အကြမ်းဖက်ထောက်ဖို့လည်းဖြစ်နိုင်တယ်။မိဘပြည်သူနေထိုင်တဲ့နေရာတွေမှာဘုံလိုက်ထောင်နေတဲ့အကြမ်းဖက်သမားတွေလည်းဖြစ်နိုင်နေရှင့်။အရင်တော့ဆိုလူမှုကွယ်မှာရုပ်တံလေးတက်လာရပေါ့နော်။ရုပ်ရှင်ဆန်ဆန်ဝင်ဖန်းတာမျိုး။အကြမ်းဖက်သမားတွေကအငိုက်မိတဲ့အခါကျတော့ပြန်လဲပြီးမတုတ်ပြန်လာဘူးပေါ့နော်။အဲ့လိုပါသွားတာပေါ့။အဲ့တော့အများမြင်မှာကျတော့အရက်သားပြည်သူစစ်တပ်ကဖမ်းတယ်ပေါ့။ကျွန်တော်နိုင်ငံမှာလည်းပြောရမယ်ဆိုလက်နက်ကိုင်ပြပကတာဖြစ်နေတာ။ ်ပီဒီအက်တွေအကြမ်းဖက်သမားတွေကဝစ်ဆုံဝစ်ပြီးတော့ခေါင်းမှာဂျိုးတက်ပြီးသွားနေအောင်မဟုတ်ဘူးရှင်အရက်သားပုံစံနဲ့ပဲလှုပ်ရှားနေကြတာဒါကြောင့်စစ်တပ်ကရဲတပ်ဖွဲ့ဝင်တွေကဖမ်းဆီးရတဲ့အချိန်မှာလည်းအရက်သားပုံစံနဲ့အကြမ်းဖက်သမားတွေကိုဖမ်းဆီးရတယ်အဲ့လိုရှိရဇာလန်းနေကြောင်းမိဘပြူတွေကမသိဘူးမိဘပြူတွေမြင်လိုက်တာကအရသားတွေကိုစစ်တပ်ဖမ်းနေတာပဲဒီလိုဖြစ်စဉ်နေအကြောင်းပြုပြီးတော့အကြမ်းဖက်လက်ဝဲကမီဒီယာတွေကလည်းတိုင်းသူပြည်သားတွေနဲ့စစ်တပ်ကြားရင်မှအထင်မြင်လွဲမှားမှုတွေဖြစ်အောင်လို့ဖန်တီးရတဲ့သတင်းတွေကိုထုတ်လွှင့်ခဲ့တာဖြစ်ပါတယ် အခုဆိုရင်ကျွန်မတို့နိုင်ငံမှာလည်းစစ်မှုတန်းပေါ့နော်စစ်မှုတန်းဆိုတော့တော့ရှင်နိုင်ငံတိုင်းမှာရှိပါတယ်ပြည်သူစစ်မှုတန်းဥပဒေဆိုတာလေနိုင်ငံသားတိုင်းမှာတာဝန်ရှိပါတယ်ဒါပေမဲ့တချို့တွေကစစ်မှုတန်းကိုရှောင်ရှားကြတယ်ပေါ့ရှောင်ရှားကြတဲ့အခါကျတော့စစ်မှုထမ်းဖို့တာဝန်ရှိတဲ့သူကထွက်ပြေးနေတဲ့အခြေအနေတစ်ခုမှာစစ်မှုထမ်းတွေကိုလိုက်လံပြီးတော့ခေါ်ဆောင်ရတဲ့နိုင်ငံတော်မှာတာဝန်ရှိတဲ့သူတွေကလိုက်လံခေါ်ဆောင်တာကမှားတဲ့လို့ရက်လို့ဆိုလို့ရပါသလားရှင်ကျွန်မအဲ့လိုလေးပဲမေးလိုက်ချင်ပါတော့တယ်ကျွန်မတို့ကခါကြလို့ရှင်ပြည်သူတွေဘက်ကလည်းအမြဲတမ်းလိုက်ပြီးတော့ပြောပြနေတာပေါ့နော် ဒါပေမဲ့ပြည်သူတွေမှာလည်းပြည်သူတာဝန်ဆိုတာရှိပါတယ်အဓိကအမျိုးသားတွေပါမြန်မာနိုင်ငံမှာလက်နက်ကင်ပြည်ပခဖြစ်အောင်ဖန်နီးလိုက်ပြီးဖြစ်တဲ့အတွက်စစ်တရားတိုက်နေရတယ်ဒါကြောင့်စစ်တီအင်အားကတော့ဖွဲ့စည်းတိုင်းလိုအပ်နေတာပဲမြန်မာတပ်မတော်ကတရားဝင်ဥပဒေထုတ်ပြီးတော့စစ်သားစုဆောင်ရေးလုပ်တယ်ဒါကိုကြိုက်ကြိုက်မကြိုက်ကြိုက်နိုင်ငံတော်အလိုအပ်ချက်ရှိလာဖြစ်တဲ့အတွက်လုံခြုံရေးကိစ္စအတွက်အမျိုးသားတိုင်းစစ်မှုထမ်းဆောင်အောင်ပါပဲရှင်အစကဒီလိုစစ်မှုထမ်းတဲ့ကိစ္စရင်မလုပ်ချင်လို့ရှင်လက်နက်ကင်တော်လိုင်းရေးဆိုတော့မလုပ်ခဲ့ကြနဲ့လीကျမပြောတာရှင်းရှင်းလीး လုတ်ခဲ့ကြပြီဆိုမှတော့စစ်တွေဖြစ်ပြီဆိုမှတော့နိုင်ငံတော်လုံခြုံရေးအတွက်တပ်မတော်ကလည်းစစ်တင်အင်အားလိုလာမှာပဲပီတက်ကလည်းလိုမှာပဲပါဝင်ပြီးတော့တိုက်ခိုက်ကြတယ်တိုင်းသားဒေသတွေမှာရှိတဲ့လက်နက်ကင်တွေလည်းလိုတာပဲဒီတော့အားလုံးဟာစစ်တီစုဆောင်းမှုအတွက်ကြိုးစားကြတဲ့အချိန်မှာမြန်မာတပ်မတော်ကအပြစ်လို့တော့ဆိုလို့မရပါဘူးရှင့်ဒါကျမရေရိုးရှင်းရှင်းနဲ့တရားမြတ်မြတ်တက်တာပဲပြောတာပါလူချင်းမင်းတို့အနေနဲ့မြို့မှာနေလို့ပေါ့နော်ချို့ကရှိရဲကြောက်တယ်လေစစ်သားမလုပ်ချင်ဘူးစစ်မှုမထမ်းချင်ဘူးဆိုပြီးတော့စိုးရင်ကြရတယ်ဆိုရင် ပီတဲ့နေမြေသွားရင်လည်းပီတဲ့ကစစ်သားစုဆောင်ပါတယ်။လက်နက်ကင်တွေနေမြေသွားရင်လည်းလက်နက်ကင်တွေကလူသစ်စုဆောင်ပါတယ်ရှင့်။လူချင်းမင်းတို့ဘဲမှပြေးလို့မရပါဘူး။ဘဲနေရာရောက်ရောက်လူချင်းမင်းတို့ကမျိုးသားဖြစ်တဲ့ခန္ဓာကိုယ်ကျန်းမာတန်ဆောင်ရနေဆိုရင်စစ်သားစုဆောင်ရင်မှပါဖို့အတွက်တရားကိုင်းလုံးအပြည့်အဝအခွင့်အရေးရှိပါတယ်ရှင့်။အဲ့လိုအခွင့်အရေးရှိအောင်လို့လူချင်းမင်းတို့ကိုယ်တိုင်ပဲဖန်တီးခဲ့ကြတယ်ဆိုတော့လည်းမမေ့ချစေချင်ပါဘူးရှင့်။ဒီချက်လေးပဲကျွန်မပြောချင်ပါတော့တယ်။ဒီတော့ပေါ်တာဆွဲတာတို့ဖန်းစီတာတို့ပေါ့နော်လိုကိစ္စတွေကဖြစ်စဉ်ဖြစ်ရမျိုးမျိုးကြောင့်ဖြစ်တာပါ အလကားဗလိုင်းတော့လမ်းမှာသွားနေတဲ့သူတွေကိုအလကားဝင်ဖမ်းရလောက်အောင်နိုင်ငံတော်နဲ့မြန်မာတပ်မတော်ကလည်းအားမနေပါဘူးရှင်ဒါလေးကိုကျွန်မပြောချင်တာပါရှင်တော်ဒီသတင်းတူသတင်းမှားဖြစ်တယ်ဆိုရင်ချင့်ချိန်ပြီးတော့နားထောင်ကြပါကိုယ့်ရဲ့ကိုယ်ပိုင်စဉ်းစားဆုံးဖြတ်ဉာဏ်နဲ့စဉ်းစားကြပါလို့ကျွန်မကတိုက်တွန်းချင်ပါတယ်ရှင်မိဘပြည်သူများအတွက်ကျမအခုတက်တရသတင်းလေးမှာပေါ့နော်ကြားညံ့လေးပါရွေးကောက်ပေါ်နဲ့ပတ်သက်တဲ့ထွေထွေဘူးသူတာလေးပေါ့ရှင်တိတင်တိထိုက်တာလေးကျမနည်းနည်းလေးစီမျှဝေခဲ့တာအခုတော်တော်ရပောင်းနေတယ်ကြားခဲ့ပါပြီ ဒီနေ့မျှဝေခြင်းနာတော့လူချင်းမင်းတို့ထဲမှာကြိုတင်ဆန္ဒမဲ့ပေးတဲ့သူရှိမှာပေါ့နော်အဲ့ဒီလူတွေအတွက်လည်းကျွန်မအရှိပိုင်းမှာကြိုတင်ဆန္ဒမဲ့ဘလို့ပေးရလဲဆိုတာလေးကိုရှင်းပြခဲ့ပေးပါပြီအခုကျွန်မမြန်မာတန်ထုတ်လွှင့်တဲ့အတိုင်းလေးသတင်းလေးအချက်လက်လေးတစ်ခုပေါ့နော်ဒီပြုစရာလေးကိုကျွန်မပြောပြချင်ပါတယ်အဲ့ဒါကတော့ဘာလဲဆိုရင်ကြိုတင်ဆန္ဒမဲ့ပေးတဲ့အခါမှာကိုယ့်ရဲ့မဲကပယ်မဲဖြစ်မသွားအောင်လို့ဘလို့သတိပြုစဉ်ဉဏ်စရာရှိလဲဆိုတာလေးကိုကျွန်မမြန်မာတန်မှာထုတ်လွှင့်ပြတာခါလေးရှိပါတယ်ကျွန်မတို့မိဘပြည်သူတွေကခါကြမြန်မာတန်ကြည့်ဖို့အတွက်ကအခက်အခဲလေးရှိကြတယ်ပေါ့နော်တချို့ကြတော့လည်း ဖုန်းနဲ့ပဲသတင်းကြည့်ရဆိုတော့လေအဲ့လိုမြန်မာတန်တို့ဘာ Telegram တွေပါရှိပါတယ်ဆိုတော့သွားမကြည့်ကြအောင်ဆိုတဲ့ခါကျတော့ကျွန်မသတင်းလေးတွေမှာလည်းထည့်ပြီးတော့ကြင်ညာပေးတာဖြစ်ပါတယ်ကြိုတင်ဆန္ဒမယ်ပေးတဲ့သူတွေပယ်မဲမဖြစ်အောင်လို့ဘယ်လိုလုပ်ဆောင်အောင်လဲဆိုတာလေးကိုနိုင်ငံမှာရုပ်သံဌာနရဲ့ကြင်ညာချက်လေးတိုင်းကျွန်မအတိအကျပြသပါမယ်ကြည့်ရှုလိုက်ပါအောင်ရှင်ကြိုတင်ဆန္ဒမယ်လက်မှတ်များတွင်ပယ်မဲအဖြစ်သတ်မှတ်ဆောင်ရွက်ခြင်းကြိုတင်ဆန္ဒမယ်လက်မှတ်များကိုရေးတွက်ရာတွင်ပေါ်ပြပါကြိုတင်ဆန္ဒမယ်လက်မှတ်များကို ပယ်ရမည်ကော်မရှင်ကအတည်ပြုထားသော အမတ်သားမပါသည့်ကြိုတင်စန္ဒာမဲလက်မှတ်ကော်မရှင်သို့မဟုတ်ကော်မရှင်အဖွဲ့ခွဲ၏တစိုက်မပါရှိသောကြိုတင်စန္ဒာမဲလက်မှတ်တာဝန်ခံထုတ်ပေးသူ၏အမည်နှင့်လက်မှတ်မပါသည့်ကြိုတင်စန္ဒာမဲလက်မှတ်လွတ်တော်ကိုယ်စားလှယ်လောင်းတဦးထက်ပို၍စန္ဒပြုထားသည့်ကြိုတင်စန္ဒာမဲလက်မှတ်စန္ဒပြုထားခြင်းမရှိသောကြိုတင်စန္ဒာမဲလက်မှတ် ဆန္ဒပြုထားခြင်းမှာမတိကြမထင်ရှားသောကြိုတင်စန္ဒာမဲလက်မှတ်ကြိုတင်စန္ဒာမဲလက်မှတ်အတုဖြစ်သည်ဟု ကော်မရှင်ကော်မရှင်အဖွဲ့ကွဲသို့မဟုတ်မဲယုံမှုက ဆုံးဖြတ်သည့်ကြိုတင်စန္ဒာမဲလက်မှတ်စန္ဒာမဲပေးသူကိုသိရှိနိုင်အောင် အမတ်သားပြုထားသည့်ကြိုတင်စန္ဒာမဲလက်မှတ်ဆုပ်ဖြဲထားသည့်ကြိုတင်စန္ဒာမဲလက်မှတ်ကော်မရှင်ကပေမဲအဖြစ်သတ်မှတ်ရန် ထုတ်ပြန်ထားသော ြိုတင်စံတာမဲလက်မှတ်များမိဘပြည်သူတို့သတိပြုရမယ့်အချက်ကအင်မတန်ရိုးရှင်းလွယ်ကူပါရဲ့ရှင့်ဒီဆက်လေးသတိပြုပြီးတော့ကျွတ်တဲ့ဆန္ဒမဲ့ပေးတဲ့အခါမှာသတိပြုလုံဆောင်နိုင်ဖို့အတွက်ကျွန်မဒီယုတ်တန်ဖိုင်လေးကိုမျှဝေပေးတာဖြစ်ပါရဲ့ရှင်။ကျွတ်တဲ့ဆန္ဒမဲ့ပေးရတဲ့အခါမှာအားလုံးအစဉ်ပြေချုံမွေးကြပါစေရှင်။မိဘပြည်သူများရှင်ရွေးကောက်ပွဲအကြောင်းပါလာပြီဆိုတော့ရွေးကောက်ပွဲထဲမှာပေါ့နော်ဒါဖွဲ့ကင်းနေမှာပေါ့ရှင်ဖြစ်ဖြစ်နေတဲ့ဇလန်းလေးတွေကျွန်မပြပြလေးရှိရယ်လေ။ဒီနေ့အဲ့ဒီကအကြောင်းအရာလေးတစ်ခု ထုတ်ထုတ်ပြီးတော့ကျွန်မထုတ်နှုတ်ပြီးတော့သုံးသက်တင်ပြပေးပါမယ်ရှင်ပြပါပြီသူများအတွက်အဓိကဒီ2025ခုနှစ်ဒီဇင်ဘာလ28ရက်နေ့မှာဆိုရေကွက်ဝဲကျင်းပါတော့မယ်အဲ့လိုကျင်းပါတဲ့အခါမှာနိုင်ငံရေးပါတီ59ပါတီနဲ့တတိပုတ်ကလပ်65ဦးစုစုပေါင်း60လောက်9000ဝန်းကျင်တော့မှာဝင်ရောက်ပြီးတော့ရှင်တိုင်းပါပါကိုယ်စလေလောင်းနေနံပါတ်စင်းနေလေအခုဆိုရင်မြို့နယ်ဒီမှာရှိရဲကော်မရှင်ဖွဲ့ဝဲရုံးရှိဒီမှာကတ်ထားပြီပေါ့နော်မိဘပြည်သူများကြည်ပြီးပြီလားရှင့်မကြည့်ရသေးဘူးဆိုတော့သွားပြီးတော့ကြည်လိုက်ပါနော် ကိုယ့်ရဲ့မြို့နယ်မှာပါဝင်ရှင်တိုင်းမဲ့ကိုယ်စားလှယ်လောင်းတွေကိုတိထားတော့မဲပေးရတာအဆင်ပြေချုံးမွေတာပေါ့ရှင်ကျမဒီနေ့ပြောပြချင်တာကတော့ဒီရွေးကောက်ပွဲမှာပေါ့နော်တိုင်းသားလူမျိုးများမဟာမိတ် UN တွေကတာဝန်ရှိတဲ့သူတယောက်ပါဆိုရင်သတင်းဌာနတစ်ခုပြောထားပါတယ်အဲ့စကားလေးကနည်းနည်း sensitive ဖြစ်တယ်ပေါ့နော်သူပြောထားတာကရွေးကောက်ပွဲဝင်မဲ့ party တရားတဲ့တက်နဲ့ပေါင်းမှမိမိတို့အာနာရမယ်ဆိုတဲ့အနေထားမျိုးနဲ့လှုပ်ဆောင်နေပါတယ်ဆိုပြီးတော့ပြောဆိုထားပါတယ် ော်တော်ပြင်းထန် ပြီးတော့တစ်ဖက်သက်ကြလို့ ਨੇ ပြောဆိုချက်တစ်ခုဖြစ်ပါတယ်ရှင့်ဒီလိုပြောဆိုချက်ကိုဘလို့စိတ်ကူးအတွေးခေါ်နေနဲ့ပြောလိုက်လဲဆိုတော့ကျမလည်းသူမဟုတ်တော့မသိဘူးပေါ့နော်။ဒါပေမဲ့လည်းဒီစကားဟာဆိုရင်သတင်းဌာနတွေကနေတဆင့်တော်မီပမာနိုင်ငံရေးသမားတွေစီကိုပြန့်နှံ့သွားခဲ့ပါတယ်။ဒီခါမှာပြန်လဲတုတ်ပြန်တဲ့သူတွေလည်းရှိလာပါတယ်။ဒီတရားကနေထူးခြားတဲ့သူတွေကျွန်မပြောပြပါမယ်။ဒီစကားလေးကိုပြန်လဲတုတ်ပြန်လိုက်တာကတော့ USDP ပါတီကပြောရေးဆိုခွင့်ရှိတဲ့သူဦးသိန်းထွန်းဦးကနေပြီးတော့ပြန်လဲတုတ်ပြန်လိုက်ပါရှင့်။ ဦးသိန်းထွေးရဲ့တုံ့ပြန်ချက်လေးကလည်းရိုးရှင်းပါတယ်။သူပြောတာဘာလဲဆိုတော့နိုင်ငံရေးပါတီတွေကလည်းရွေးကောက်ပွဲဝင်ဖို့အတွက်စူးစမ်းရတယ်ဆိုတာကပြည်သူပေးတဲ့မဲ့ကိုရရှိအောင်စူးစမ်းခြင်းဖြစ်ပါတယ်တဲ့။အဓိကနိုင်ငံကောင်းချုပ်လှုပ်ဆောင်ဖို့အတွက်ပေါ့နော်လှုပ်ပိုင်ခွင့်တွေရရှိဖို့ရွေးကောက်ပွဲဝင်ကြတာဖြစ်တယ်။ဒါကြောင့်အားလုံးကပြည်သူအနည်းနဲ့မဲ့ကိုရရှိအောင်ပဲနိုင်ငံရေးပါတီမျိုးစူးစမ်းကြမှာပဲဖြစ်တယ်ပေါ့နော်။ဒီလိုစူးစမ်းမှုပေါ်မှာအာဏာမလိုခြင်းနဲ့ပါတီရွှေကောက်ပွဲမှာအနိုင်မလိုခြင်းနဲ့ပါတီဗမာရှိပါသလဲဆိုပြီးတော့မေးခွန်းထုတ်ထားပါတယ်ရှင့် ဒီလိုမျိုးအနိုင်ရဖို့ကြိုးစားတဲ့အခါမှာဟိုဟာနဲ့မပေါင်းနဲ့ဒီဟာနဲ့မပေါင်းနဲ့ဆိုပြီးတော့လေပြောဆိုနေခြင်းတွေကအလကားပြောနေကြတဲ့စကားစုတွေပဲဖြစ်တယ်ဆိုပြီးတော့ပြတ်သားစွာတုတ်ပြန်လိုက်ပါတယ်ရှင့်မိဘပြည်သူတို့အနေနဲ့ဒီလိုပြောဆိုခြင်းနဲ့တုတ်ပြန်ချက်ကိုနားထောင်လိုက်ရတဲ့အခါမှာဒီပုဂ္ဂိုလ်နှစ်ဦးပေါ်မှာပေါ့နော်ဒီပုဂ္ဂိုလ်နှစ်ဦးရဲ့ပြောဆိုချက်ပေါ်မှာဘယ်လိုများထင်မြင်ယူဆပါသလဲရှင့်အဲ့ဒီယူဆချက်လေးလည်းရှင်းသွားပေးပါနော်ကျမရဲ့ထင်မြင်ယူဆချက်လေးကိုကျမပြောအောင်မယ်ဆိုရင်တော့ USDP ပြောရေးဆိုခွင့်ရှိတဲ့ဦးသိန်းထွန်းဦးပြောတဲ့စကားမှန်တယ်ရှင့် ။ तू ပြောရရှင်းတယ်လေ။အာနာလိုချင်လို့ယူကောင်မဝင်ကြရလေ။အာနာရဖို့အတွက်နီလန်ပေါင်းစုံနဲ့စူးစမ်းတာမှားတဲ့ကိစ္စမဟုတ်ဘူးရှင့်။ရွေးကောက်ပွဲဆိုတာကနိုင်ငံရေးပါတီတစ်ခုနိုင်ငံအာဏာကိုရယူဖို့အတွက်တရားဝင်နီလန်နဲ့စူးစမ်းတဲ့ပွဲတစ်ခုပဲပြိုင်ပွဲတစ်ခုပဲပြီးတော့မြေသွပင်ဆိုသေးကမှုရွေးကောက်ပွဲဆိုတာနိုင်ငံရေးပါတီအားလုံးအတွက်ပြိုင်ပွဲတစ်ခုပဲအာဏာလိုချင်လို့ရွေးကောက်ပွဲဝင်တာရွေးကောက်ပွဲဝင်လိုက်ပြီဆိုကြဲကနိုင်ငံရေးသမားပဲဖြစ်နိုင်ငံရေးပါတီပဲဖြစ်အာဏာလိုချင်လို့ဝင်တာလေ လုံပိုင်ဝင်အာဏာရှိမှနိုင်ငံအတွက်ကိုလုံးလုံးလို့ရမှာလေဒီလိုလုံပိုင်ဝင်အာဏာတွေမယူခြင်းလို့ရှင်ရုပ်ကဘဝင်စရာကြောင်းမရှိဘူးဥပမာကျမတို့သတင်းသမားတွေလုံပိုင်ဝင်အာဏာဆိုတာကိုကျမတို့မလိုခြင်းဘူးဘာကြောင့်လဲကျမတို့မလုပ်တတ်လို့ရှင်းရှင်းလေးကျမတို့လာပေးရင်တော့ကျမတို့ယူလို့မရအောင်ရှင်ကျမတို့မှာနိုင်ငံကိုအုပ်ချုပ်တဲ့နိုင်ငံကိုစီမံခန့်ခွဲတဲ့အတတ်ပညာဘာဆိုဘာမှမရှိဘူးကျမတို့ကနိုင်ငံအုပ်ချုပ်တဲ့သူနိုင်ငံကိုစီမံခန့်ခွဲတဲ့သူတွေ လောက်ကင်တဲ့အခါမှာလွဲချုံမှုလေးတွေလိုအပ်ချက်လေးရှိရင်ပြည်သူတွေနဲ့ကင်းကွာတဲ့ခြေနေရှိလို့ရှင်ပေါင်ကူတဒါလေးလိုဆောင်ရွက်ပေးရတဲ့အဆင့်မှာပဲကျမတို့လှုပ်လှုပ်တတ်တာကျမတို့ကိုလက်ထဲကိုအာနာဇိုကြီးလာထည့်လဲကျမတို့မလှုပ်တတ်ဘူးဒါကြောင့်ကျမတို့ဒီရွေးကောက်ပွဲမဝင်ဘူးတိုင်းသူပြည်သားတွေလည်းဒီလိုပဲအစိုးရလုပ်ငန်းစဉ်တွေသူတို့နားမလဲဘူးဒါကြောင့်ရွေးကောက်ပွဲသည်သူတို့ဒီမဲပေးရနေရမှာတာဝန်ထမ်းဆောင်ရတယ်ကျမတို့မိကြသမားတွေကြတော့မဲပေးတဲ့ပြည်သူနဲ့မဲပေးခံမဲ့ပုဂ္ဂိုလ်ဈာထဲမှာပေါင်ကူတဒါလေးလိုမျိုးသူတို့အချင်းချင်းရင်းနှီးလာအောင်ကျမတို့တာဝန်ထမ်းဆောင်ရတယ် နိုင်ငံသမားတွေနိုင်ငံပါတီအကြောင်းရုပ်ကဘဝင်နေအနာရရင်တိုင်းပြည်တိုးတက်ဖို့အတွက်တာဝန်ထမ်းဆောင်ရမယ်ရိုးရှင်သောကိစ္စတွေပဲရှင်အားလုံးကအနာလိုချင်လို့ရုပ်ကဘဝင်ကြတာရှင်ကျမနိုင်ငံမှာအနာလိုချင်တဲ့နိုင်ငံပါတီပေါင်း58ပါတီအောင်ရှိရဲ့မဟုတ်ဘူးလားရုပ်ကဘဝင်ကြမှာလေဒီပါတီရဲ့အားလုံးကအနာလိုချင်တဲ့နိုင်ငံသမားပေါင်း9000ကျော်ရှိရဲ့ဘာကြောင့်လဲဆိုတော့အခုအခုရွေးကောက်ပွဲမှာပါဝင်ရှင်ပြိုင်မဲ့ကိုစလဲလောင်းက9000ကျော်ရှိရတဲ့အတွက်ဟုတ်တယ်နော်ဒီလူတွေကိုကျမတို့ရွေးချယ်ရမှာရှင်းရှင်းလေး ဒီလူတွေကအချင်းချင်းပြန်ရမယ်ငါသူ့ထက်ဘာတော်လဲဆိုတာပြရမယ်ငါသူ့ထက်ပြည်သူဂတိဘဏခုပေးနိုင်လဲဆိုတာပြရမယ်တည်နိုင်တဲ့ဂတိတွေပေါ့နော်ဂတိအများရှောက်ပေးလို့မရဘူးပေါ့ရှင်ငါသူ့ထက်နိုင်ငံတော်ရဲ့စီမံခန့်ခွဲမှုတွေမှာတမိုင်းမှတ်တမ်းတွေတင်ခဲ့ဘူးလဲဆိုတာပြန်ရမယ်ဒါတွေကိုကျွန်တော်တို့ပြည်သူတွေကအကဲဖြတ်မယ်လေ့လာမယ်ပြီးတဲ့အခါမှာမဲပေးခြင်းနဲ့သူ့ကိုပေးမယ်အဲ့ဒီလူတွေဟာအစိုးရဖြစ်သွားကြမယ်အစိုးရဖွဲ့တွေရောက်သွားရင် ကျမောက်နိုင်ငံမှာရှိတဲ့လိုအပ်ချက်တွေအားလုံးကိုသူတို့လုံဆောင်ပေးရမယ်စီမံခန့်ခွဲပေးရမယ်နိုင်ငံတော်ဘဏ္ဍာတွေကိုစီမံခန့်ခွဲပေးရမယ်အဲ့လိုစီမံခန့်ခွဲတဲ့ခါမှာကိုတိုးစည်းဝါဖတ်လာတာတွေတိုင်းမျိုးတွေမကောင်းတဲ့အရာတွေဖန်တီးလာတာတွေတိုင်းမျိုးသစ္စာဖောက်တာတွေရှိလာရင်ကျမတို့မီဒီယာသမားတွေကဒီမှာအစင်သစ်စတန်းပါဝေဖန်ရမယ်ထောက်ပြရမယ်ဒီလူလက်ထဲမှာရှိသွားတဲ့အာဏာကိုမရှိတော့အောင်ကျမတို့စ조사တဲ့조사ရမယ်ဒါကျမတို့ရဲ့လုံဆောင်ချက်အနေနဲ့တော့နည်းများတာပေါ့ရှင်အဲ့ချိန်မှာပြည်သူတွေကလည်းအားလုံးပူပေါင်းပါဝင်ရမယ် အာနာဆိုတာလူတယောက်တည်းကအဖွဲ့အစည်းတစ်ခုတည်းကထာဝရကင်ထားလို့မရအောင်ရှင်အဲ့ဒါဆိုရင်အာနာရှင်ဖြစ်သွားမှာအဲကြောင့်ကျမတို့လူလက်ထက်အာနာထည့်ကြည့်လိုက်မယ်သူအာနာကိုအုံပြတ်တတ်တယ်ဒီအာနာကိုကင်ဆွဲပြီးနိုင်ငံတော်ကိုတိုးတောင်းလုပ်နိုင်တယ်ဆိုကျမတို့ကဒီအာနာပေးရတာထိုက်တန်တယ်အဲ့လိုမှမဟုတ်ဘူးအာနာလက်ထက်ရောက်သွားလို့နည်းနည်းကကြိုးကြောင်လုပ်တယ်ဆိုရင်ဒီအာနာကိုကျမတို့ကပြန်လူယူဖို့အတွက်ကိုတရားနီးလန်းကြကြစူးစမ်းရတယ်တော်လန်ကိုင်းတာမဟုတ်ဘူးဝေဖန်ထောက်ပြပြီးတော့ဥပဒေအရသူ့လက်ထက်အာနာကိုပြန်သိမ်းတာ ဒါကသာဒီမိုကရေစီစနစ်မှာပါဝင်နေတဲ့တိုင်းပြည်မထိခိုက်တဲ့အစိုးရရွေးချယ်နည်းပဲရှင့်။ကျွန်မပြည်သူတွေကအဲ့လိုမျိုးလုံးစည်းပတ်စည်းနားမလည်တဲ့အတွက်သူကမကောင်းလို့ရှင့်အစိုးရဖြုတ်ချမယ်ဆိုတဲ့ဇလန်းမျိုးတွေတွားပါတော့။အစိုးရတခုလုံးဖြုတ်ချလို့မရဘူး။အစိုးရဖွဲ့လည်းမရှိတဲ့ဆုံးပြူတွေရှိရင်ကျွန်မတို့ကရွေးချယ်ပြီးဖြုတ်ချရတာ။ဒီတော့မှအစိုးရဖွဲ့လည်းမနာဘူး။တိုင်းပြည်လည်းမနာဘူးရှင့်။အခုကအစိုးရဖွဲ့တခုမကြိုက်အကုန်ဖြုတ်ချလိုက်မယ်ဆိုတော့တိုင်းပြည်နာတာပေါ့။ကျွန်မနိုင်ငံကကြည့်လေနမူနာတွေအများကြီးပဲလေ။ အရှိငါးနှစ်မှာနမူနာအများကြီးပဲလေအရှိဆယ်နှစ်ကြည့်အောင်လားနမူနာအများကြီးပဲလေဟုတ်တယ်မလားဒီချက်လေကျွန်မပြောချင်တာပါဒါကြောင့်နိုင်ငံရေးသမားအလုံးဒီအာနာလိုချင်တယ်ကျမတို့ကလည်းနိုင်ငံရေးသမားရဲ့လက်ထက်ကိုအာနာထည့်ပေးချင်တယ်ဒါကြောင့်ရွေးကောက်ပွဲမှာအလုံးစုံစည်းပြီးတော့သူတို့ကလည်းရွေးကောက်ပွဲဝင်တယ်ကျမတို့ကလည်းမဲပေးတယ်ရောင်းသူဝယ်သူအတန်တူအစဉ်ပြေးနေတာပဲတကယ်တော့ဒီမိုကရေစီကရိုးရှင်းတဲ့ကိစ္စပါပဲဒါပေမဲ့နိုင်ငံသားတယောက်ချင်းစီရဲ့အသိဉာဏ်နဲ့မြင့်မားဖို့လည်းလိုတာပေါ့နော် အသုံးမကျရလို့အသုံးချရထင်ပြီးမဲတွေစုပ်ပေးကြရင်တော့တိုက်ပြကောင်းမှမဟုတ်ဘူးရှင်။ဒါအပြင်အပြောကောင်းတိုင်းလည်းမယုံနဲ့ပေါ့နော်။အပြောတော့သခေါလီထွက်တချို့ရှိရဲ့။တိုင်းပြည်စီမံအုပ်ချုပ်ရေးအတွက်ကြုံရှိလားဆိုမရှိဘူး။တိုင်းပြည်စီမံအုပ်ချုပ်တာလိုတယ်မထင်နဲ့နော်။တိုင်းပြည်စီမံအုပ်ချုပ်တာမလုပ်ဘူးခင်။ကုပိသားစုဝဲကိုအရင်ဆုံးစီမံအုပ်ချုပ်ကြည့်ပါအောင်လွယ်တယ်ထင်လို့လားရှင်။တယောက်တော့ပေါ့နဲ့။အကျင့်နေရတမျိုးစီနဲ့။မလွယ်ဘူးရှင်။တိုင်းပြည်အုပ်ချုပ်တာပိုခတ်တယ်။ခတ်လို့ပဲမြန်မာနိုင်ငံခုလိုဖြစ်တာပေါ့ရှင်။ ဟုတ်ဘူးလားကျမပြောတာလွယ်မှတော့တိုင်းပြည်ကကောင်းလာကြလာပြီလူချင်းမင်းတို့ချုပ်လူချင်းမင်းရှိရဲ့ချုပ်နိုင်ငံအသမားတွေမဆားဝါခမန်အကြီးကြီးရေလျှောက်ပြောတာဒါဆိုရင်လောက်တိအောင်အကြီးပြောတယ်ဆိုတော့အကြီးကြီးတွေလောက်ခဲ့ဘူးလားရလက်ထောက်အောင်ဘာတွေများဖော်ဆောင်ခဲ့ဘူးလဲဆိုဘာမှမဖော်ဆောင်ခဲ့ဘူးအဲ့ဒါမျိုးကျတော့ကျမတို့မယုံဘူးလေမိဘပြည်သူအဲ့လိုမျိုးဆိုမယုံနဲ့ရှင်အကြီးကြီးလာပြောလို့ရှင်သူ့အသမိုင်းကြောင့်အကြည့်လိုက်ပါ तू ဘာလောက်ခဲ့ဘူးလဲဘာမှမလောက်ခဲ့ဘူးအကြီးကြီးတွေမလာနဲ့အခြေခံနေကျွန်တော်ဘယ်ကနေကျွန်တော်ကျမဘယ်ကနေစားလို့ပါမယ်ဆိုတော့လောက်ပဲလာနှမှုဆိုအဲ့ဒါပြည်သူညာတာပဲရှင် ကတိရအကြီးစကလုံးကလေထွားနဲ့လူကတေးသေးလေးရေချင်းရတလောက်လေးပဲရှိရဲ့တိုင်းမြင်နဲ့ပတ်သက်တဲ့စီမံအုပ်ချုပ်ကိုဘာလို့ဟုတ်လို့တော့ဘာမှမလုပ်ဘူးဒီလိုလူကြီးကြောင့်မဲပေးရတာမတန်ဘူးပေါ့နော်ပြည်သူတွေလည်းနည်းနည်းတော့စဉ်းစားပါကျွန်မပြောပြရတာပါဒီမိုရီစနစ်ကကပိုင်းမှာအနေအများဆုံးစနစ်နော် तू ကအရေးချင်းထက်အရေးတော့ကိုဦးစားပေးတာကျွန်မနိုင်ငံလူကြီးရေအတွက်တန်ကြောင်ခံလိုက်ရတဲ့ကာလတွေမှတ်မိမှာပေါ့နော်ဒါကြောင့်ကျမတို့ကိုယ်တိုင်တယောက်ချင်းရေးရှိအောင်စူးစမ်းရွေးကောက်ပွဲမှာဝင်မဲ့ကိုယ်စားလှယ်အားလုံးကိုရွေးချယ်တက်အောင်စူးစမ်းမှာ ျမတို့အစိုးရအသက်ကိုအင်ပြည့်အပြည့်ရရှိမှာအဲ့လိုမှမဟုတ်ဘူးเนาะကျမတို့အခုပုံစံနိုင်မယ်ပလက်လန်လိုက်မှောက်ခုံဖြစ်လိုက်ပလက်လန်လန်မှောက်ခုံဖြစ်လိုက်နဲ့မြေပြင်မှာဖုတ်တလူလူဖြစ်နေအောင်ပါပဲရှင့်ဒီချက်လေးကိုကျမနိုင်ငံရေးလေးလာသုံးသက်ချက်အတွက်ကောဒီကျမပြောချင်တဲ့သတင်းလေးအနှစ်ချုပ်နေနေရောတေချာလေးရှင်းပြလိုက်ရပါတယ်ရှင့်မိဘပြည်သူများလည်းကျမကိုပေါ့เนาะကျမရှင်းပြချက်လေးထပ်မံဖြည့်ဆွတ်ချင်တာရှိရဲဆိုရင်ခွန်မှန်လေးကနေပြီးတော့မျှဝေသွားလို့ရပါတယ်ရှင့်ဒီချိန်မှာကျမတို့အားလုံးခေါင်းချင်းဆိုင်နာမှာဖြစ်မယ်ရှင့် နိုင်ငံသမားတွေကိုကျွန်မတို့ကြည့်တတ်မှာဖြစ်မှာပါရှင်။မိဘပြည်သူများရှင်ကျွန်မကသတင်းနောက်ဆုံးပိုင်းလေးမှာတော့မေးခွန်းလေးတစ်ခုနဲ့အဆုံးသတ်ချင်ပါတယ်။သတင်းထဲမှာမေးခွန်းလေးမေးချင်တာပေါ့နော်။ကျွန်မဒီရုပ်တော့ဖိုင်လေးတစ်ခုကြည့်ရပါတယ်။ဥမျိုးထိုက်တန်သိန်းကနေပြောထားရုပ်တော့ဖိုင်လေးဖြစ်ပါတယ်။ဥမျိုးထိုက်တန်သိန်းဆိုတာကတော့ဥမျိုးရန်အောင်ရဲ့အကိုပေါ့နော်။နိုင်ငံသမားဝါရှင်တိုလည်းနိုင်ငံသမားတွေပါပဲ။သူပြောတဲ့စကားစိတ်ဝင်စားဖို့ကောင်းတယ်ရှင်။မိဘပြည်သူများနားထောင်ကြည့်။ကျွန်မဖုန်းနဲ့ကနေဖွင့်ပြပါမယ်ရှင်။ဒါကဆိုဝိစုပါဖြစ်တယ် ဒေါက်တာဇော်ဝေဆိုးကနားသွားတယ်ပြောကျွန်တော်မသိကြတော့ကျွန်တော်ကြားလာတော့ဒေါက်တာဇော်ဝေဆိုးကအပူမရဲ့ site မှာ share ပါလဲဆိုတော့ကြားပြီဟုတ်လားဟုတ်လားကျွန်တော်မသိနော်ဟုတ်လားဟုတ်လားကျွန်တော်မသိဘူးသို့တော့ဒေါက်ဇော်ဒီဒေါက်ဇော်ဒေါက်တာဇော်ဝေဆိုးတကယ်လို့ကျွန်တော်အခုကြားတဲ့ကောလာဟာလကပါနေဇေယျပြန်ရှင်းပြပါအဲ့ဒါကဘာကြားလဲဆိုတော့အပူမရဲ့ site ဒီမှာဒေါက်တာဇော်ဝေဆိုးက share ရပါလဲဆိုတော့အပြစ်မှာကြကြကြီးကြားနေတယ် ဟုတ်ဘုတ်ကဆရာကိုယ်တိုင်ပဲရှင်းပါကျွန်တော်တို့အဲ့ဒါမသိနော်ကြာပြောထားတာလေးကတော့မိဘမိသူတို့ကြားတဲ့အတိုင်းပါပဲဒေါက်တာဇော်ဝေဆိုကပန်ဆယ်လို့ရဲ့ဆိုင်မှာရှယ်ယာထည့်ထားတယ်တဲ့ရှင့်မလေးစီးပွားတွေများလုပ်နေကြတာဒါပေမဲ့အတိအကျတော့မဟုတ်ဘူးနော်သူကလည်းမေးခွန်းထုတ်ထားပါဘောရှင်မဟုတ်ဘူးဆိုရှင်းပါတဲ့ဆိုတော့ခုချိန်ကြီးရှင်းတော့မတွေ့သေးဘူးလုံးဝမရှင်းတော့ဟုတ်နေလို့ပဲနဲ့တူပါရဲ့ရှင်မဟုတ်ဘူးဆိုတော့ရှင်းပါဘောနော်ဟုတ်တယ်မလားဇလန်းရှင်းရှင်းလေးပါပဲအခုဒီအပိုင်းမှာဆိုရင်လည်းပန်ဆယ်လို့က သူ့အမြဲတမ်းတခိုးတခိုးဆိုပြီးဆွဆွဲနေမြက်ရောက်ကလည်းရန်ကုန်မှာသူ့ရဲ့မောင်နှမတွေရောဘာရောဘောနော်အဲ့လိုမျိုးအင်ညာပိုင်ဆိုင်မှုတွေရှင့်သူတို့အမျိုးတွေလေအဲ့အဲ့လိုမျိုးတွေတည်းဟာထောက်ဖို့တော့ချမ်းသာနေကြတာပဲရှင့်နောက်ထပ်စိုးရတခုကဘာလဲဆိုတော့အကြမ်းဖက်ထောက်ဖို့လုပ်တဲ့သူတွေရဲ့မိသားစုတွေကမြန်မာနိုင်ငံမှာအေးအေးချမ်းချမ်းနဲ့ကြီးစင်ဥစ္စာတွေတိုးဝါပြီးချမ်းသာနေတဲ့အချိန်မှာသူတို့ကြောင့်တည်သွားတဲ့ပြည်ထက်တွေရဲ့မိသားစုတွေစစ်ပွဲကြမ်းတွေမှာညှက်ပြီးတိတ်ဆုံးခဲ့ရတဲ့ကလေးတွေ ဒီလူတွေကတော့ဘဝတွေစုပ်ပြတ်တတ်နေရဲ့ရှင့်ဒါတော်တော်ရှင်နာဖို့ကောင်းတဲ့ကိစ္စပါပဲဒီလူတွေရှင်နေမှာလည်းနှလုံးသားဆိုတာမရှိဘူးလားမသိပါဘူးတစ်သက်လုံးငွေမမြင်ဘူးပဲနဲ့နေခဲ့တဲ့သူတွေလားမသိဘူးငွေကိုမြင်တဲ့အချိန်မှာအကျင့်စာရိတ္တတွေရောကိုချင်းစာနာစိတ်တွေရောအကုန်ပျက်စီးသွားကြရလားမသိဘူးကျမတို့တို့စာတန်တရာကျွေးကိုတော်တော်ကြောက်မိတယ်သူတို့ချနေခဲ့တဲ့အသက်ပေါင်းများများစွာနဲ့သူတို့ရရှိပိုင်ဆိုင်ထားတဲ့အိုးအိမ်ပိုင်ဆိုင်မှုတွေနဲ့သူတို့လဲရဲတယ်နော်။ကျမတို့ဗုဒ္ဓဘာသာဆိုတော့ ရှိဘွားတွေလည်းယုံနေနောက်ထပ်လာမဲ့တန်တရာအကျိုးဆက်တွေလည်းယုံကြည်မှုရှိတယ်သူဆိုတော့လေကျမအဲ့လိုလုပ်တွေလောက်ပါဆိုတော့မလုပ်ရဲဘူးရှင့်သူများဘွားသူများတက်ချနေပြီးတော့ကျမထမင်းမစားရဲဘူးပိုင်ဆံမှုတွေလည်းကျမမယူရဲကျမကြောက်တယ်အဲ့ဒါတွေပြန်ပေးဆက်တဲ့အချိန်ကျရင်ဘလို့နီးလဲပေးဆက်မလဲဆိုတာကြီးကိုတွေးပြီးတော့ကြောက်တာသူတို့ရင်ကြောက်ကြအောင်လားမသိဘူးထောက်ဖို့တော်တော်များချမ်းသာနေကြတယ်ပြီးတော့မြန်မာနိုင်ငံမှာဘယ်တော့မှတော်လိုင်းရေးကိုသူတို့မပြီးစေချင်ဘူးကျမဆိုလိုချင်တာတော်လိုင်းမလုပ်နိုင်မှမဟုတ်လို့ပါဒါပေမဲ့ နှစ်အကန့်အသတ်လေးတတ်မှတ်လိုက်လေဟုတ်တယ်မလားငါတို့၅နှစ်အတွင်းတိုက်မှာလား၂နှစ်အတွင်းတိုက်မှာလား၃နှစ်အတွင်းတိုက်မှာလားတိုက်လိုက်ချကြရဒီမှာဟုတ်တယ်မလားအေးပြီးလို့ရှင်တော့အချိန်စေပြီဆိုရင်โอเคရှုံးနေသူကရှုံးနေဆိုလက်ခံလိုက်ဝန်ခံလိုက်လေအခုကတော်လိုင်းလုတ်တယ်ဆိုရင်သူတွေတဲပါဆိုရင် PDF တွေကလက်ခံနေပြီ PDF တွေအလင်းဝင်တယ်တချို့ဆိုလုံးဝကိုဒီ PDF ပေါ်ကနေပြီးတော့စွန့်လွတ်သွားပါပြီကျွန်တော်ထားအောင်ထွက်သွားပါပြီဆိုပြီးတော့ဝန်ခံပြီးတော့ကို PDF လောကကနေသူတို့ထွက်သွားကြပြီ ဒါဟာရှုံးတယ်လို့ဝန်ခံသွားတယ်တူတူပဲဒါပေမဲ့မြေပြင်မှာတကယ်တိုက်နေတဲ့ပီတဲ့တွေကသာရှုံးကြောင်တိတာဝေဟင်ကနေပြီးတော့အာချောင်းလေးအုပ်စွာအခုချိန်ကြီးရှုံးနေဆိုတော့လက်မခံသေးဘူးအာချောင်းနေစဲပဲပီတဲ့အစ်တတဲ့စုစည်းပြီးတော့မြန်မာနိုင်ငံမှာစစ်မီးတွေမှုန်းနေစဲပဲကျမအဲ့ဒါကိုမကြိုက်တာရှင်ချိန်ကာလကန့်သက်ပြီးလောက်ကြတယ်ဆိုတော့မှကျမတို့ကဩအေးသူတို့လုံနေရဲ့ဒီချိန်လေးပြီးသွားရင်တော့ဒါတွေပြီးသွားမှာပဲဆိုရင်မျောလင့်ချက်လေးထားလို့ရတယ်ပြည်သူကအခုကဘရောမှသူတို့ကမပြီးဘူး 2021ရဲ့နေစလိုက်တာ2025ကုန်တော့မယ်မပြီးသေးဘူး2026ကြာလဲမပြီးသေးဘူး2029မှာပြီးမယ်ပြီးမယ်ထင်လားမပြီးဘူးတတလုံးမပြီးဘူးအာနာရှင်မပြုတ်ကြမချင်းတိုက်မယ်တဲ့အာနာရှင်ကဘရောပြုတ်ကြမှာလဲပြောပါအောင်ကျမလည်းမေးခွန်းထုတ်ကြည့်တာပါကြားရတယ်နေကြားတော့ကျမတို့ခါတိလာပြီအိဇလန်နေကြည့်ရမြင်ရတာပေါ့နော်တနာလာပြီပြည်သူတွေကိုလေပြည်သူတွေကတနာဖို့ကောင်းတယ်ရှင့်နီနီစိတ်စိတ်ကုန်တနာဖို့ကောင်းတယ်ဂျားညံ့နေကြလေ အခုတော့သူတို့အချင်းချင်းလဲမေးမြန်းနေကြပြီပေါ့နော်နင်ခိုးလားငါခိုးလားနဲ့လက်ညှိုးတွေထိုးပြီးတော့အဲ့မှာဖော်နေကြတဲ့ခါကျတော့ကျမတို့ကလည်းအဲ့တော့မှဇက်ရည်လဲတဲ့ချုပ်ကိစ္စလေးဘာလို့ကျမတို့ကသူတို့ကြားထဲကငွေကြေးရှုပ်ရှင်တွေကကျမတို့ကိုယ်တိုင်မဟုတ်တဲ့အတွက်မသိနိုင်လေသူတို့ကကိုယ်တိုင်ဟုတ်နေတော့သိရဲ့လေအဲ့တော့သူတို့ဖော်มาပဲကျမတို့ကသိရတာညမြများဖော်လေကောင်းလေပါပဲကြိုက်ပါလေဘာကြောက်လဲဆိုသူတို့ဖော်လေကျမတို့သိရလေပေါ့ရှင်ဒီလိုပဲစိတ်ထဲမှာမှတ်လိုက်ပါတော့တယ်ဒီလိုဖော်ထုတ်တဲ့ data တွေတော့ကျမတို့ကောက်ထားတယ်နောက်ချင်းကြိုက်ရင်ဒါတွေဟာသမိုင်းမှတ်တမ်းတွေဖြစ်လာပါလိမ့်မယ် ကျမသမားတွေမြန်မာနိုင်ငံမြေကိုတော့ချစ်လက်မမချခွင့်တော့ပြုလို့မရပါဘူး။ထောက်ပို့လုပ်တဲ့ရန်ချမ်းသာဝါရဲချိန်ကြတော့ပါ။အာကျွန်တော်ကျမတို့ကတော့မြန်မာနိုင်ငံဒီမိုကရေစီအတွက်ကိုကိုကြီးဆောင်ရွက်ချင်ပါတယ်ဆိုပြီးတော့ခေါင်းလေးတိုးပြီးဝင်လာတာ ਉ ။နိုင်ငံတော်အစိုးရလက်ခံတယ်ဆိုတော့ပြည်သူတွေရဲ့အဒေါသအမျက်ရှမှုခံရမှသိကြတယ်ရှင်။ပြည်ချက်ကိုလက်ခံတာတော့မှပြည်သူအားလုံးဒီဒေါသအမျက်သိမ့်မရှဘူးတကယ်တိုက်နေသူတွေဆိုတော့လေ။ဒါမှမဟုတ်ပြည်ချက်ထဲမှာပြည်သူတွေရဲ့ရက်ဆက်စွာတတ်တဲ့သူတွေလက်ခံရင်ပြည်သူကလက်ခံအောင်နော်။ ဲ့လိုမျိုးကောင်းနေပြန်ဝင်လာတော့ပြည်သူတွေကလုံးဝကြိုက်မှာမဟုတ်ဘူးရှင်လူသက်ထားပြီးတော့အလင်းဝင်လိုက်တာနဲ့အဲ့ဒီအပြစ်အာလုံးကြေသွားရအောင်မြန်မာနိုင်ငံဥပဒေကတည်ခွင့်မဟုတ်ပါဘူးပြည်သူသဘောထားကဒီလိုရှိပါတယ်တော့ online နေအဆောင်တဲ့သူတွေသာအချိန်တန်လို့မွေလေးတွေအထုတ်လိုက်ပိုက်ပြီးတော့အိမ်ပြန်လာပြီးကျွန်တော်ဂျပန်ရဒီမိုကရေစီလှုပ်ရှားမှုအတွက်ကိုမြန်မာနိုင်ငံဒီမိုကရေစီဥစားဖြစ်ဖို့အတွက်ကိုမြန်မာနိုင်ငံမှာပြန်လဲပြီးတော့ခြေချချင်ပါတယ်ဆိုရင်ဝင်လာတာကိုမြန်မာနိုင်ငံအစိုးရလက်ခံရတော့အဲ့ဒါအစိုးရနဲ့ပြည်သူထိတ်တိုက်တွေ့နောက်ထပ်တပွဲထထွက်လာလိမ့်မယ်အဲ့ဒါသိကြတယ် ျမတို့ကနေ့စဉ်တွေနဲ့ပြည်သူနဲ့ထိတွေ့ဆက်ဆံပြီးတော့ပြောဆိုနေတော့သူတို့ရှင်တဲ့စကလုံးတွေခံစားချက်တွေကျမတို့သိရဲ့ရှင်။ဒါကြောင့်ကျမတို့ဒီဟာတွေကိုနိုင်ငံတော်မှာတာဝန်ရှိတဲ့သူတွေသိအောင်လို့ကျမတို့ပြန်ကြားပေးတာပါ။ပြည်သူတွေကဒီထောက်ပို့တွေတော်တော်မုန်းပြီးတော့ယွန်ရှာနေပါတယ်။အခြားလူလက်ခံတာထောက်ပို့တွေလုံးဝလက်ခံတာကိုပြည်သူတွေမလို့ကြမှာအောင်ရှင်။ဒီကနေ့မှနိုင်ငံပြန်လာနဲ့ဥရေရအေးယူမလားမြန်မာနိုင်ငံထာဝရပြန်လာခွင့်မပြုဘဲနဲ့မြန်မာနိုင်ငံပြင်ပမှာပဲဖြစ်စီအောင်ဖြစ်ဆိုပြီးတော့ထားမလားဆိုတော့ရွေးချယ်ချက်နှစ်ခုပဲရှိပါတယ် ချစ်ချင်းမေတ္တာပြည့်တဲ့လက်ခံလာရင်တော့လက်ခံတဲ့သူကထာဝရလူဆိုးဖြစ်သွားပါလိမ့်မယ်နော်။မြို့ရပြည်သူတွေကအဲ့ဒီလူပေါ်မှာအမုန်းတရားတွေကြီးထွားသွားပါလိမ့်မယ်။ဒါလေးကိုနောက်ထပ်လာမယ့်နိုင်ငံရေးသမားတွေရောနိုင်ငံတော်အစိုးရရောသတိပြုစင်ကျင်မှုအတွက်ကျွန်မပြောပြတာပါ။မေတ္တာစေတနာဆိုတာပြတဲ့နေနေရာပဲပြရပါတယ်။မပြတဲ့နေနေရာသွားပြရင်မြစ်တာတရားလို့အမတန်တံမိုးကြီးတဲ့အရာတော့မှတံမိုးပဲ့သွားတတ်ပါရဲ့ရှင်ဒီချက်လေးပဲကျွန်မနှိမ့်ချုပ်ပြောကြရင်လည်းကျွန်မသတင်းတုံသက်တင်ပြချက်လေးကိုရန်နာလိုက်ပြစေရှင် ကျမသတင်းလေးတွေကိုနေ့စဉ်နေ့တိုင်းပဲကြည့်ရှုအားပေးတယ်မိဘပြည်သူများအားလုံးစိတ်ချမ်းသာကိုကြမှာကြပါစေ။ကောင်းသောလူဝင်ဆန္ဒများပြေဝါကြပါစေ။လူချင်းချင်းလှည့်ပတ်ချင်းကင်းရှင်းကြပါစေ။အထင်သေးချင်းအချင်းချင်းကင်းရှင်းကြပါစေ။စိတ်ရဲလူချင်းအချင်းချင်းကင်းရှင်းကြပါစေလို့ကျမတို့ Prime Media မိသားစုကဆုတောင်းမြတ်တာပို့တာအပ်ပါတယ်ရှင်။